မင်္ဂလာပါကချင် wave တရင်ဌာနကနေစဉ်တင်းလာနေကနေတောက်ကြနေသည့်ညနေခင်းတိုင်းတင်ဆက်သွားမယ့်တရင်အစီအစဉ်ဖြစ်ပါတယ်။ကျမကတော့နေစဉ်ထူးခြားတရင်တွေကိုတင်ဆက်ပြီးတော့မယ်။တရင်အစီအစဉ်တင်ဆက်သူမယူဆယ်မဲဖြစ်ပါတယ်။ ကချင်ပြည်နယ်ဖားကန်မြို့နယ်တဲကဆိုင်းဖရာနယ်ကမ္ဘောဇိုကျေးရွာဘက်ကိုမနေ့ကမနက်ပိုင်းမှာစစ်ကောင်စီကဂျက်ဖိုက်တာတစ်စီးနဲ့၃ချိန်ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်။ တိုက်ပွဲတွေလည်းနေ့စဉ်ရက်ဆက်ဖြစ်ပေါ်နေပြီးစစ်ကောင်စီဘက်ကအထူးအခရှိတဲ့အတွက်ဘုံကျဲတိုက်ခိုက်တာဖြစ်တယ်လို့ဒေသခံကဆိုပါတယ်။လက်ရှိတိုက်ပွဲဖြစ်ပေါ်နေတဲ့နေရာဟာ2024ခုနှစ်မနစ်ကလေးက KIA ထိန်းချုပ်သိမ်းပိုက်ထားတဲ့ကြေးရွာတွေဖြစ်ပါတယ်။ပြီးကြတဲ့လကုန်ပိုင်းကနေစပြီးစစ်ကောင်စီကဖားကန့်ဒေသဘက်ကိုစစ်ကြောင်းနှစ်ခုနဲ့အပြင်းထန်ထိုးစစ်ဆင်လာတာကြောင့်ဒီနေ့ဒီတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတာပဲဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကခန့်အပ်ထားတဲ့တိုင်းနယ်ပါအဖာတာဝန်ခံတအုပ်ကိုရှမ်းနေအမျိုးသားများတပ်မတော် SNA ကချောင်းမြောင်ပြတ်ခဲ့တယ်လို့သိရပါဗျ။မနေ့ကစကိုင်းတိုင်းဗမောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ SNA ဟာစစ်တောကုန်းရွာမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်တရားရရှိခဲ့တဲ့ PDF တပ်ဖွဲ့ဝင်ကိုစေကူတာပေးဖို့စီကံကိုတွားဖို့တဲ့လမ်းမှာချောင်းမြောင်းပြစ်ခတ်ခံရတာဖြစ်တယ်လို့တော်ရင်နဲ့နီးစပ်သူတရင်ရင်းမြစ်တအူကပြောပါရယ် အစံနေတက်ကပြစ်တက်လို့တည်ဆုံးသွားတဲ့သူဟာခိုနန်းရွာတိုက်နယ်ပအားဖာတာဝန်ခံဦးအောင်ဝင်းဆိုသူဖြစ်ပြီးကဒူးလူမျိုးအမျိုးသားရင်တက်ကြွလှရှာသူတူဖြစ်တယ်လို့သိရပါဗျ။သူရဲ့ဖုန်းနဲ့လွယ်အိတ်ကိုတော့ SNA ဘက်ကယူဆောင်သွားပြီးဦးအောင်ဝင်းရဲ့ social media အကောင့်နဲ့ internet သုံးဆွဲနေတာကိုတွေ့ရှိနေရတယ်လို့လည်းပြောပါဗျ။ပြီးခဲ့တဲ့မေလ3ရက်နေ့ကလည်းစက်တော့ရွာကကဒူးအမျိုးသားစာပေညီလာခံကျင်းပရာခံမနဲ့စာတင်ချောင်းကို စစ်ကောင်စီနဲ့ SNL တပ်တွေကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့လို့အဆောက်အုံတွေပျက်စီးခဲ့ရတယ်လို့လည်းသိရပါဗျ။မနေ့ကမေလ9ရက်နေ့မှာစစ်ကောင်စီနဲ့ SNL အင်အားတရာကျော်ဟာဗမောက်တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့နယ်မြေ73ကုန်းရွာအနီးကိုစစ်ကြောင်းထိုးလာတာကြောင့်မိနစ်30လောက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ နောက်ထပ်သတင်းပုံအအနေနဲ့ပြည်သူ့ကာကွယ်ရေးတပ်ကိုအတုံးစီ28ကျင်းငွေကြေးပမာဏအားဖြင့်အမေရိကန်ဒေါ်လာ24တမ6တန်းပေးပို့ပြီးကြောင်းအမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကထုတ်ပြန်ပါတယ်။နိုင်ငံတော်က PDF တပ်ဖွဲ့300ကျော်ကိုကာကွယ်ရေးဝန်ကြီးဌာနကပေးပို့ခဲ့ခြင်းဖြစ်ပြီး28ကျင်းမြောက်တရင်ထောက်ပံ့စီအအနေနဲ့ဒေါ်လာ300တမ6တန်းသုံးဆွဲခဲ့တယ်လို့ဖော်ပြထားပါတယ်။ တရင် ထောက်ပံ့စရဲ90ရာခိုင်နှုန်းဟာပြည်သူတော်လှန်ရေးထောက်ပို့တဲ့ PRF အစီအစဉ်ကကောက်ခံရရှိတဲ့ဗန်နံဝေဖြစ်တယ်လို့ဖော်ပြပါရယ်တော်လိုင်းရေးကလာအရေးကြီးတဲ့အချိန်ရောက်နေပြီဖြစ်တဲ့အတွက်ပြည်သူလူထုနဲ့တော်လိုင်းရေးထောက်ပို့သက် PRF အနေနဲ့အစိုးရရဲ့ဗန်နာရှာဖွေရေးလုပ်ငန်းစဉ်မှာတက်ဆွမ်းတွေပါဝင်သွားကြဖို့တိုက်တွန်းထားပါရယ်ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရနာပါရစေမိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကျမ်းမာပြီးဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရယ်